ဒီဗီဒီယိုမှာတော့ movie app ကိုတုံးပြူပြီးတော့ဟောဘတ်ကယထာကိုဘယ်လိုမျိုးတွဲစီမလဲပြီးသွားရင်နေစားမှာရှိတဲ့ဘတ်ကယထာစီးတဲ့ခြေကြရဲ့ဟောတတိထားရမယ့်အခြေအနေလေးကျွန်တော်မျှဝေပြမှာဖြစ်ပါတယ်ဘတ်တာဦးတမောင်းကိုသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ app ထမောင်းညော်ပေးတဲ့ဘတ်ကမှတ်တယ်ကျွန်တော်ရောက်နေတယ်အတွေ့တဲ့ခြေရလဲသူပြောထားတဲ့အချိန်တိုင်းတမင်းလောက်လောက်ပဲဟောတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ပေးထားတဲ့အချိန်ကတော့ပတိကြပါတယ် ကျွန်တော်ကတော့ဒီအမကိုအရင်ကတိုးဘူးလဲဆိုပေမဲ့အတိအကျကျွန်တော်မစားတတ်ဘူးပြီးသွားရင်ယထာကောက်လို့ရှိတဲ့ခြေချရင်ကျွန်တော်ကဒီတိုင်း emergency ဖြစ်တဲ့ခြေပေါ့နော်ဒီလောက်ထိကျွန်တော်အခြေလေးဒီဘယ်လောက်ထိကြာမလဲဆိုကျွန်တော်မစားတတ်ဘူးပါဘူးအဲ့တော့အခုဒါကတော့ကျွန်တော်ရဲ့ပထမဆုံးကျွန်တော်ကတတ်တတ်ကြည့်တာပေါ့နော်ဒီအထက်ကအခြေရတိကျလာဒီအကကျွန်တော်တို့ပထမဆုံးအဆီမဲ့တူပဲဖြစ်ဖြစ်ယထာဆီမဲ့တူတူဖြစ်ဖြစ်တော်လေးတော့အဆင်ပြေတယ်သူတိတိကျကျလေးညော်ပြီးတွေးရပါတယ်ပြီးသွားရင်ကေဝဲအဝဝဲသုံးမဲ့ဆွဲတော့ကျွန်တော်တို့ကအခုလိုမျိုးဒီမှာအဝါရောက်လေးဖြစ်နေတဲ့အခြေကြရင်ဖြူရောက်လေးဖြစ်နေမှာပေါ့နော်အဲ့တော့ မတည့်ရောက်မှဝါရဖြစ်သွားမယ်အဲ့တော့ဒီလိုမျိုးလေးတွေလည်းရှိတယ်ပြီးတော့ရအားပရှင်ထွက်မလဲဆိုတာလည်းကြည့်နေလို့ရပါတယ်ဒါတော့ကျွန်တော်ကမတည့်မတည့်ကိုရောက်ပြီးဒီနေရာကတော့ကျွန်တော်တို့တူကီပြောင်းဝယ်တဲ့နေရာဖြစ်ပါတယ်ကဲပြီးကတ်မရှိဘူးဆိုရင်လည်းတူကီပြောင်းဝယ်ပြီးတော့စီလို့ရပါတယ်ကျွန်တော်ကတော့အချက်ကိုကန်နေပဲကျွန်တော်အတုပြုခဲ့တာဖြစ်ပါတယ်ဒါတဲ့ရောက်ပြီဆိုရင်ဒီလိုမျိုးလမ်းညွှန်မြေပေါ်လေးကျွန်တော်အရင်မြင်ရမယ်အကယ်၍လမ်းမသိတဲ့လူတွေအတွင်းတော့ဒီနေရာမှာကျွန်တော်တို့လမ်းညွှန်မြေပေါ်လေးကြည့်ပြီးတော့ဒါဆီတော်လို့ရပါတယ် ထားကိတ်တိုင်းမှာကျွန်တော်တို့ platform 1 2အများနဲ့ခွဲထားလေးရှိပြီးတော့ဒီမှာဆွဲတော့ကျွန်တော်က platform 1ကကြံ platform 2ကတော့အမစားပါဘာအဲ့တော့ तू ကအစားနဲ့ဆိုးပဲရေးထားတာဖြစ်ပါတယ်အဲ့တော့ဒီကြားထဲမှာကျွန်တော်တို့သွားမဲ့မတ်တယ်ကိုကျွန်တော်တို့ကရှာရမှာဖြစ်ပါတယ်ဒါဆွဲတော့ platform 1 1မှာဆွဲတော့စမတန်အနီ तू ကဒီဒီမတိကာလို့ပြည်ဒီကကြားမှာ तू ကကိတ်ဆိုးတာဖြစ်ပါတယ်ကျွန်တော်ကတော့စမတန်အနီအတ္တဥဒမကိုသွားမှာဖြစ်တဲ့ကြောင့်မလို့ platform 2ကိုကျွန်တော်ကပြရမှာပေါ့နော် ဲ့တော့ platform 2ဆိုရင်တူကဒီလိုမျိုးများလေးရင်လည်း1 2ဆိုပြီးအမြဲတမ်းညော်ပေးထားတယ်အဲ့တော့ကျွန်တော်တို့အတွက်50ရာလည်းတိတော့မရှိပါဘူးရထားလာမဲ့ချိန်ကိုလည်းဒီနေရာမှာသူတို့ကတေချာလေးပြတ်ပေးထားတာဖြစ်လို့အလောက်ဆုံးနောက်ကျရင်တမီနဲ့၃မိနစ်အလောက်ပဲကွာပါတယ်။ ကျွန်တော်တို့ယထာထက်ရောက်သွားပြီဆိုတာနဲ့ဘယ်နေရာမှာဘယ်ကိလေသာရှင်းရမလဲဆိုတာကိုဒီလိုမျိုးလေးကျွန်တော်တို့ကညှော်ပေးထားတယ်ပေါ့နော်အဲ့တော့ယထာမရှိတဲ့အလောက်မှာကျွန်တော်တို့ရှင်းမဲ့မတ်တိုင်ကိုကျွန်တော်တို့ကသိနေမယ်ဆိုရတော့တော်တော်ရှင်းပြပါမယ်အကယ်၍မသိဘူးဆိုရင်တော့ကျွန်တော်တို့ကကြိုတင်မေးမြန်းတာမျိုးလို့ဒါမှမဟုတ်ပြီးတော့ကျွန်တော်တို့ Google မှာခောက်ပြီးတော့ပြရမှာဖြစ်ပါတယ် ကဲ၍ကျွန်တော်တို့ကယထာလုံးဝခက်ခဲဖြစ်နေပြီဆိုရင်တော့ဒီလိုမျိုးကျွန်တော်ကြည့်လို့ရပါတယ်ဒါဆိုရင်တော့အနေရောင်တွေအားလုံးကဒါရောက်ခဲ့တဲ့ရောက်ခဲ့ပြီးတဲ့မှတ်တမ်းတွေဖြစ်ပြီးတော့အဝါရာတော့နောက်ထပ်ရောက်မယ်မှတ်တမ်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်အခုရောက်မှာအဝါရာဖြစ်နေတာဆိုကျွန်တော်ရောက်မယ်မှတ်တမ်းအပတ်အိုဓမ္မမှာပြီးရင်အစေးရောင်ကတော့ကျွန်တော်တို့ဒီဘန်ဒါကိုဓမ္မပြီးရင်နောက်ထပ်သွားမယ်မှတ်တမ်းဖြစ်ပါတယ်ကျွန်တော်ယထာကိရောက်သွားပြီဆိုတာနဲ့ ွဲမဲ့ပေါက်မှာကျွန်တော်တို့ဒီချက်လေးတော့တတိထားရမှာဖြစ်ပါတယ်ကျွန်တော်တို့အရှင်းရလူနာကိုအရင်ကတ်ပြီးလိုက်ပါနဲ့အဲဒီကတ်ပြီးလိုက်ခဲ့ရင်ကျွန်တော်တို့ရဲ့ကတ်မှာပတ်ဆံမဖြတ်တော့ဘူးဆိုရင်ကျွန်တော်တို့ကတ်ကနောက်တစ်ခါပြီးဖို့အတွက်တော်တော်လေးတော့ခက်ခဲဖြစ်ပါတယ်အဲဒီချက်ကြရင်ကျွန်တော်တို့ကောက်တာကိုသွားပြီးတော့တို့ပတ်ဆံပြပေးမှပဲကျွန်တော်တို့ကတ်ကိုပြန်ပြီးတော့ခွက်ပေးတယ်ပေါ့နော်အဲ့တော့ဟိုဘလိုမျိုးအစည်းခဲ့တာလဲပတ်ဆံမပေးဘဲနဲ့သူများနာကိုလိုက်ဝေခဲ့လားဆိုပြီးတော့ကျွန်တော်တရားတော့ကျွန်တော်တို့ကရထားကိုခိုးပြီးစီးခဲ့တာလားဒါမှမဟုတ်ဟိုဘလိုမျိုးအစည်းခဲ့တာလဲပတ်ဆံမပေးဘဲနဲ့သူများနာကိုလိုက်ဝေခဲ့လားဆိုပြီးတော့ကျွန်တော်တို့ရဲ့ဒီပတ်ဆံပေးတဲ့ ဲ့ကောင်တာမှာမေးပါတယ်